PE Jaren Japan Business Federation ရဲ့ပံ့ပိုးမှုနဲ့မြန်မာဂျပန်နှစ်နိုင်ငံကြားမဟာဗျူဟာမြောက်ပိုင်းခြားခွဲခြမ်းတဲ့စီမံခန့်ခွဲမှုအကြောင်းကုန်တယ်ကြီးများအတင်ကျုပ်ရုံမှာအောက်တိုဘာ30ရက်နေ့ကကျင်းပခဲ့ပါတယ်။ Japan Style စီမံခန့်ခွဲမှုဆိုတာဘာလဲ။မြန်မာတွေကိုဘာတွေတင်ပေးမှာလဲ။မြန်မာပြည်ရဲ့တည်ရန်စာတမ်းနဲ့လူသားရင်းမြစ်ပေါ်ကျွယ်ဝမှုကြောင်းနိုင်ငံတကာအပအဝင်ဂျပန်နိုင်ငံကစိတ်ပါဝင်စားပြီးကုန်ကြမ်းပစ္စည်းတွေကို value added တန်ဖိုးမြင့်ကုန်ကျော်ထုတ်နိုင်မယ်ဆိုရင် 日本でもミャンマーの発展というのは大変期待されているんですけれども、やはりまだ海外からの輸入に頼っているという部分はかなり大きいんじゃないかその部分についても、ね、ミャンマー国内で、えー、ビジネスを自,自力で,で、ね、やっていけるようになると、もっと、スピーディーな発展に。 ကဒီစင်ကြီးကြီးတဲ့ဒီခုနေမှာဂျပန်နိုင်ငံဟာအနုမြူပုံတန်ကြောင်ပျက်စီးဆုံးရှုံးခဲ့ပေမယ့်ဂျပန်တွေဟာအလုတ်ကြိုးစားပြီးပညာရေးမြင့်မာတာကြောင့်တိုင်းပြည်ပြန်လည်ထူထောင်ရမှာအောင်မြင်ခဲ့တယ်လို့မျိုးမြန်မာတွေလည်းဂျပန်တွေနဲ့တူညီတဲ့အချက်တွေရှိတာကြောင့်ပြိုးစားရင် အောင်မြင်မယ်လို့ဆိုပါတယ်။ KE Darren ရဲ့ပံ့ပိုးမှုနဲ့စီဝါကူတန် UMF CCI နဲ့ JICA တို့ပူးပေါင်းထူထောင်ထားတဲ့မြန်မာဂျပန်စင်တာကလူစွမ်းအရင်းမြစ်တိုးတက်စေဖို့ စီးပွားရေးလူမှုရေးပူပေါင်းဖို့နှစ်နိုင်ငံချင်းချင်းအထိမ်းအမှတ်လှုပ်ဆောင်တာလို့ဒေါက်တာမျိုးသက်ကပြောပါတယ်။ဒီပွဲလေးရေချက်ကတော့ကျွန်တော်တို့မြန်မာဂျပန်စင်တာရဲ့ဟိုကရေချက်ကပါနော်ရေချက်ကကျွန်တော်တို့ကဒီ commercial နဲ့ဒီ industry fee ပါနော်ဒီရှိတဲ့လုပ်သားတို့ဒီငွေလုပ်သားတို့ပေါ့နော်ဒီကလူ့စွာရင်းနဲ့ကုလသမဂ္ဂတွေကျွန်တော်မှရေချက်ရှိတယ် ဒီ260ပြည်မြန်မာနိုင်ငံနဲ့ဂျပန်နိုင်ငံနဲ့260ပြည်ဆက်တမဆက်ရွယ်ဆောင်ရွက်ပြီးတော့နော်တန်တမပြည်နိုင်ငံစီးပွားရေးမြို့ပေါ်ဆက်ခဲ့တဲ့အထင်မှန်ဒါဆက်ပြီး complete နေတယ်ဖြစ်ပါတယ် commercial နဲ့ industrial fee မှာရှိတဲ့ advance level နော်ဒီဒီဒီတော့လောက်အတူတည်းကျွန်တော်တို့ကဦးစားရေးမြင့်တင်ပြင့်တင်လို့တဲ့ဒီဆောင်ရွက်တဲ့အဲကျွန်တော်တို့တာဝန်တရားမှာဒါစမနာနေတဲ့အခုနေတဲ့ကောင်းတဲ့ပုံဖြစ်ပါတယ် မြန်မာပြည်စီးပွားရေးတိုးတက်ဖို့ကြိုးစားနေချိန်ဂျပန်ကုမ္ပဏီတွေအများစုလာရောက်ရင်းနှီးမြှုပ်နှံတာကြောင့်ဂျပန်နိုင်ငံရဲ့စီမံခန့်ခွဲမှုပုံစံနဲ့ဘောင်ဝင်တဲ့လုပ်သားတွေလိုအပ်ချိန်မှာအချိန်ကြိုက်ပါပဲလို့ဆိုပါတယ်